ခုရောက်ရှိနေတဲ့နေရာကတော့နေပြည်တော်ဒိတ်ဆန်ဥယျာဉ်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ဒိတ်ဆန်ဥယျာဉ်ဟာဆိုရင်နေပြည်တော်ကောင်စီနယ်မြေ၊ဇီယာတိမြို့နယ်အတွင်းရန်ကုန်မန္လီလမ်းဟောင်းအကြားရေစင်းဆဲအနီးမှာတည်ရှိပြီးတော့အကျဲဝင်းကတော့နေရ49.89အေကကျောင်းဝင်းမာရီလို့သိရပါတယ်။အထက်မှာရှိတဲ့ထူးခြားတဲ့တောရံဒိဋ္ဌာန်များနဲ့ဘုဟုတုဒ္ဒရရပွဲပြတဲ့ပြကံများအကြောင်းကိုလေ့လာတိဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီမှာနဲ့ဒီလေ့လာကြည့်ကြရအောင်။ တရိတ်ဆန်ဥယျာဉ်အတွင်းမှာဆိုရင်လာရောက်လေပတ်ကြသူများကို အပန်းဖြေအနားယူစေဖို့နားနေဆောင်တွေစီစဉ်ထားရှိခြင်းဥယျာဉ်ကားများစီစဉ်ထားခြင်းကလေးများစော့ကစားရန်ကလေးကစားခွင့်များထားရှိခြင်းရုံးပေးရက်နှင့်အခကြီးရက်ကြီးတွေမှာတရိတ်ဆန်လေးမများပြသဖျော်ဖြေပေးခြင်းတို့ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည် င်အတွင်းမှာနိုတိုက်တတဝါကျင်းငဲတတဝါတွားတွားတတဝါအမျိုးအစားစုစုပေါင်း948ကောင်ရေရှိပြီးတော့ပြည်ပတရိစံများအနေနဲ့အာဖရိကဒေသမျိုးများဩစတြေးလျဒေသမျိုးများဂျပန်နိုင်ငံရှိဒေသမျိုးများကိုအဓိကမှာယူတင်သွင်းပြီးဒီတွင်မှာရှိတဲ့ရှားပါတိရိစံများနဲ့ပေါင်းဆက်မွေးမြူပြသထားလျက်ရှိပါတယ်။ ပြေဆံဝင်နေပြီတော့ဗျာသာတားနဲ့တဘာဝပေါ်ရင်ငထင်းသေးဝင်ကြတာတစ်တော်ဦးစီးဌာနရဲ့အစီအစဉ်နဲ့2008ခုနှစ်စက်တင်ဘာလမှာစတင်ပြီးတော့မှတည်ဆောက်ခဲ့ပြီး2008ခုနှစ်မတ်လ26ရက်နေ့မှာအများပြည်သူတွေကြီးစုလေ့လာနိုင်လို့ဖွင့်လှစ်ပြသနိုင်ခဲ့ပါတယ်ခင်ဗျာပြေဆံဝင်ရဲ့နေပြည်တော်ဒီကောင်းတဲ့ရည်ရွယ်ချက်နားကျက်စီပါတယ်ပထမအချက်အနေနဲ့တော့ဒီဒါရောက်လက်ပတ်ကြတဲ့ပြည်သူတွေအပန်းပြေပျော်ရှင်စေဖို့နဲ့ဘုဒ္ဓရာရရှိစေဖို့ဖြစ်ပါတယ်ဒုတိယအချက်ကတော့ ကျောင်းသားကျောင်းသူတွေဒီတတ္တပိဒါနဲ့ယောက္ခပိဒါပိုင်းဆိုင်ရာပညာရည်တွေလေ့လာတဲ့အချိန်မှာအထောက်အကူပြည့်စုံမှုဖြစ်ပါတယ်။တတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာအထောက်အကူပြည့်စုံမှုဖြစ်ပါတယ်။သရုပ်ထအချက်ကတော့ကျွန်တော်ဒီသုတေသနဆိုင်ရာလုပ်ငန်းတွေဆောင်နိုင်ဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ကျွန်တော်ဒီသဘာဝကိုအခြေခံတဲ့ပြီးသွားလုပ်ငန်းတွေအထောက်အကူပြည့်စုံဖို့ဆိုတဲ့ရည်ရွယ်ချက်၅ချက်နဲ့ ဒီရိစ္ဆာဝင်ကိုတော့ဒီဖြစ်ပါဘူး။ယုံဖွင့်ရက်ဒီမှာတော့တာမန်လောက်လေပတ်ပြောမှာအခါကြီးရဲ့ကြီးနေဒီယုံပရက်ဒီမှာတော့လေပတ်တာများပါတယ်ဒီဘက်ကနေမာယူတင်သွင်းမွေးမြူပြသလျက်ရှိတဲ့တရိษံများအနေထူးခြားစွာမြင်တွေ့လေ့လာနိုင်တဲ့တရိษံများကတော့ချင်းသိဖြူ၊ကြားဖြူ၊ရေမြင့်၊တက်ကလက်အုပ်၊ပင်ကွင်း၊သားပိုက်ကောင်နဲ့ပင်လယ်ဖြန်လိမ္မာလေးများဖြစ်ပါတယ်။ ပြည်တွင်းတရိစံများထဲမှာအလွန်ရှားပါးနေပြီဖြစ်တဲ့ပန္ဒာနီအာရှစင်နနောင်ကျဲလိမ့်နဲ့ဒေသငတ်မျိုးစုံကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်မှာဆိုရင်ဒီဂျာပါတိရစ္ဆာန်နေတင်မကဘူးကျွန်တော်ဒီပမျိုးစိတ်တွေမှာရှိတဲ့တိရစ္ဆာန်တွေရောအကုန်လုံးကိုခင်ဗျာကျွန်တော်ကတဘာဝနဲ့မရှာထိမ့်သိမ်းစောင့်ရှောက်မှုတွေဝင်တာတန်းစီနေနိုင်အောင်ကျွန်တော်တို့ကလိုအပ်တဲ့စာကြွေးမှုပုံစံတွေပြီးရင်လိုအပ်တဲ့ရှားဝင်တွေရညွန်ကြားချက်တိုင်းစေဝါတွေနဲ့ကြွေးမွေးပြီးတော့ကျွန်တော်တို့တန်းစီနေနိုင်အောင်ထိမ့်သိမ်းစောင့်ရှောက်လည်းရှိပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်စင်တွေလည်းပေါက်ဖွားမှုတွေကျွန်တော်ပြောတဲ့အဲဒီသမင်လေးဆက်တွေဒီရေတွေပေါက်ဖွားမှုတွေအာဖရိကတိုက်ကရောက်ရှိကြတဲ့မြင်းကြားတွေပေါက်ဖွားမှုတွေရင်းမြစ်ပေါက်ဖွားမှုတွေကျွန်တော်တို့ဒီမှာတိုးပါပါတယ်ခင်ဗျာ ညဘက်တီတိတ်မယ်ဆိုလဲအိတ်ဆောင်အခန်းထဲမှာပူတဲ့ချိန်ဆိုရင်ကျွန်တော်တို့အေးမြအောင်ဖန်တီးပေးခြင်းနဲ့ဒါလို့အရန်အေးတဲ့အချိန်မျိုးဆိုရင်တော့ကျွန်တော်တို့အပူပင်းကြီးလေးတွေထုံးပြီးတော့တို့ငွေတွေနေနိုင်အောင်အဲ့လိုမျိုးနေနဲ့ထင်းထင်းဖောက်ဖောက်ပေးထားပါငယ်ချင်းနေနဲ့ပေါ့ဒီရိစ္ဆာဥယျာဉ်ကို အပန်းဖြေရင်းနဲ့လေးလာရင်းနဲ့ပေါ့ဒါဖြစ်ခဲ့တာပါစိတ်ဝင်စားကြရတော့အများကြီးပဲလေအရောက်စားတော့မှဆိုရင်စင်ပြွက်ွက်ပေါ့နော်စင်ရဲ့အကတွေနဲ့ကြည့်ကြရတယ်ကလေးတွေကတော့မြောက်သေးတို့စင်နေတို့ပေါ့အဲကြားတွေပေါ့ပို့ပြီးတော့ကြည့်ကြတာပေါ့လူကြီးတွေကလေးလာထားမှကလေးတွေကိုအမားတို့ကပြောပြတယ်မှလေး သားမှာရှိတဲ့သရဝါတွေရယ်ပြီးလို့ရှိရင်တို့ရဲ့နေထိုင်စားသောက်ပုံလေးတွေရယ်တဏိတာလှူရှားပုံလေးတွေကိုကျွန်တော်တို့အသေးစိတ်မြင်ခဲ့ရတယ်တို့ရဲ့နေထိုင်စားသောက်ပုံလေးတွေအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်တော့ရုံးပိတ်ရမဟုတ်တဲ့ရက်တွေကိုလာခဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီသားစုနဲ့လာခြင်းနဲ့ပြည်တော်ဘွားလာခြင်းနဲ့တငယ်ချင်းတွေနဲ့လာခြင်းနဲ့ပြီးလို့ရှိရင်အလုံးမှာ pressure တွေရမ်းများပြီးတော့ဟိုစိတ်ဖြစ်စည်းနေရဆိုရင်တော့ကျွန်တော်တို့စနေတနေ့တွေကိုရုံးပိတ်ရက်တွေရယ်ဒါမှမဟုတ်လို့ရှိရင်အော်ပွဲတော်ရက်ကြီးရယ်ပေါ့နော်အဲ့လိုရက်ကြီးမှာလာခဲ့ပါဒီကပြောစရာကောင်းပါနေပြည်တော်မှာရှိတဲ့တလေးဆိုင်ကြီးကိုလာလို့လည်းတော့ပါလို့ကျွန်တော်ဖိတ်ခေါ်ချင် ဒရိစံများကိုလက်ရှိထိမ့်သိမ်းမွေးမြူစောင့်ရှောက်တဲ့စနစ်တွေကတော့လောင်အင်စနစ်၊ကျုံအတားစီစနစ်၊ဇင်းကြံအမြင့်လျှောက်လန်းစနစ်၊စီယိုအတားစီစနစ်၊ငှက်လောင်ယုံစနစ်တို့ဖြင့်စောင့်ရှောက်လျက်ရှိပါတယ်။ က်ခတာယာပြာကန်းမှာအာဂါဒဆိုင်ယာတီကောင်းစရာအချက်လက်များကို တွေးမြင်ရမှာဖြစ်ပြီးတော့ပြာကန်းအထဲမှာဆိုရင်အများပြည်သူအပန်းဖြေရန်ပညာပေးရန်နဲ့ဘ ഹു တုတရရှိစေရန်အနာဂတ်မျိုးဆက်တဲ့လူငယ်များအာဂါဒသိပ္ပံပညာရည်များကိုသိပ္ပံဤကြစူးစမ်းလည်လာလူစိတ်များဖြစ်ထွန်းလာစေရန်ပဲဖြစ်ပါတယ် ားပြားတိုက်တဲ့တွင်ပြည်တွင်းပြည်ပရေချိုအလမွေငားမျိုးစိတ်ပေါင်း68မျိုးကိုပြသထားရှိပြီးတော့ပြည်ပငားမျိုးစိတ်45မျိုးပြည်တွင်းငားမျိုးစိတ်17မျိုးနဲ့စုစုပေါင်း9កောင်ရင်1881កောင်ကိုငားမွေးမြူရေးကန်52កံဖြင့်ထည့်သွင်းမွေးမြူပြသလျက်ရှိပါတယ် နေပြည်တော်ဒလိဆန်ဥယျာဉ်ကတော့ခြေတောင်အားရှာမှာလည်းဒါအကြီးဆုံးဒလိဆန်ဥယျာဉ်ဖြစ်ပါတယ်။အဲ့တော့ဒီမှာတော့ဟိုအကောင်တွေကသူက animal welfare နဲ့ပတ်သက်လို့တော့သူကအပြည့်အဝအထီးတဲ့နဲ့အတိုင်းတာအကျယ်ဝန်းနဲ့သူနေရပါတယ်။အကောင်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့စားတော့မှုဆိုင်ရာတွေနောက်နေရေးထိုင်ရေးတွေနောက်ကျန်းမာရေးနဲ့ပတ်သက်တာဒါလေးတွေတော့ကျွန်တော်တို့ကပုံမှန်ပြုစုဆောက်ရှောက်လေးရရှိပါတယ်။မိဘပြည်သူအနေနဲ့ဒီအားလက်ရက်တွေမှာပေါ့ဘုဒ္ဓတာလည်းရဖို့ နော်အပန်းပြေပျော်ရှင်စေဖို့နဲ့စိတ်ချမ်းသာစေဖို့အတွက်ဒီနေပြည်တော်တိရစ္ဆာန်ဝင်ကိုဟောတစ်ခါတစ်ခေါက်လေပတ်ဒါရောက်ကြဖို့ဖိတ်ခေါ်ခြင်းပါ ဆိုရင်နေပြည်တော်တိရစ္ဆာန်ဦးရေမှာရှိတဲ့ထူးဆန်းတဲ့တောရိုင်းတိရစ္ဆာန်များနဲ့ဘဝသူဒ္ဒရပွဲပြတိုက်ပြကများအကြောင်းကိုလေးလာတိဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုအားပေးနေကြတဲ့ပရိသတ်တွေကလည်းစိတ်ညစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုတော့ဒီမှာတင်ပြနာခွင့်ပြုပါရှင်။